ဒီခုနပြောတဲ့ AI နေကိုဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဒီကျွန်တော်တို့လိုလူငယ်တွေအတွက်လူငယ်တွေအနေနဲ့ဘယ်လိုမျိုးအသုံးချဖို့အကြံဉာဏ်အာဘယ်လိုမျိုးအသုံးချဖြစ်နေလို့ဆရာအနေနဲ့ပြောချင်လဲဗျာအသုံးချတဲ့အပိုင်းပေါ့အသုံးချတဲ့အပိုင်းမှာအခုလက်ရှိအခုအများအားပြောပြတဲ့ဟာပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင်ဆို AI ကိုတီးတိုင်တော့တော့နေရတာမျိုးမဟုတ်ဘူးနဲ့ ဟို afford က predictability ပေါ့ပါဆိုတော့တကူတကယ်လုံးယူစရာမလိုပဲ ਨੇ ပုံမှန်လေးသုံးနေရင် ਨੇ ဒါ AI ကဒီလူငယ်တိုင်းလူတိုင်းရဲ့အဲ၄စပေါ်မှာအသုံးဝင်နေရလို့ပေါ့နော်ဆိုတော့အဲ့ဒီမှာမာကိုကပို့ပြီးတော့နည်းနည်းလေးသူများကတော့ဒါပေါ့ထမ်းပါဆန်တော့ပို့သုံးတယ်ဆိုလို့ရှင်ဒါဆိုတော့သူများကလည်းမမြင်အမြင်နေမတူတော့ဘူးပေါ့ဆိုတော့ဒီ လူငယ်တယောက်အနေနဲ့ AI ကိုဘယ်လိုသုံးချမလဲဆိုလို့ရှိရင်ဟိုလူငယ်တွေဆိုလို့ရှိရင်က18ကနေပြီးတော့20 24လောက်ထိတက်လူငယ်22လောက်ထိလူငယ်လို့ပြောလို့ရတရားပေါ့နော်ဆိုတော့ဒီအောက်ကိုကြောက်ထိနေကြပိုင်းနေဒါရှိလာမယ်အဲအခုចောင်းသားတဲ့အနေနဲ့ဆိုလို့ရှင်လေဒါအာ process လုပ်ရတဲ့အပိုင်းကြီးရှိရယ်နော်ဒါဆိုလို့ရှင်တော့ဘယ် AI ကြီးအသုံးမလဲပေါ့နော် process လုပ်တဲ့အပိုင်းကတော့အခုကြိုက်တယ်ဆိုလို့ရှင်ပုံမှန်လုပ်ဖြစ်တဲ့အပိုင်းဆိုလို့ရှင်ဒါ publicity သုံးတယ် ဆိုနောက်တစ်ခုကတော့ Gemini သုံးနေပြီပေါ့နော်ဆိုတော့ idea ထုတ်တဲ့အပိုင်းကြီးကတော့ ChatGPT သုံးနေ AI ကိုလူငယ်တယောက်အနေနဲ့ဘယ်နေရာတွေမှာသုံးလို့လဲဆိုလို့ရှိရင်ကိုလက်ရှိဘာကြီးလုပ်နေလဲပေါ့ကိုလက်ရှိလုပ်နေတဲ့အလုပ်ကဘာလဲပေါ့နော်ဆိုတော့ဥပမာပြ student ဆိုလို့ရှိရင် student နဲ့ပတ်သက်တဲ့အကြောင်းပါကွာငါတို့တစ်ခုခုသင်ရတယ်ဆိုလို့ရှိရင်ဆရာကြီးအဲ့အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့စကားလုံးမှာဆိုလို့ရှိရင်ဥပမာပြ sense awareness ကောင်းဘယ်လိုလုပ်ရမလဲ mindset ကောင်းဆိုဘယ်လိုလုပ်အောင်လဲပေါ့ဒီလိုစကားလုံးနေဆိုလို့ရှင် mindset တော့ကောင်းအောင်လို့ဘယ်လိုလုပ်အောင်လဲတော့ငါတို့သိနေရပေါ့သိနေရပေါ့နော်ဒါပေမဲ့ mindset ဆိုတာဘာကြီးလဲဆိုရင်အတိတ်ပဲဖွင့်ဆိုချက်ကိုဇာတ်ရမပြောရတာမျိုးရှိတယ်ပေါ့အဲ့လိုအဲ့လိုအခြေအနေမျိုးမှာ corporate success အနေနဲ့ဒီ mindset ကိုဘာလဲဘယ်လိုလေ့ကျင့်အောင်လဲအဲ mindset ဟော mindset ကောင်းတာနဲ့မကောင်းတာနဲ့ဘာလဲကွာလဲဆိုတော့ AI ကိုသွားပြီးတော့ အမေကုန်းနေအမေဖြေလောက်လို့ရရတယ်ပေါ့နော်ဒါတော့ဒါ mindset ဆိုရဲစကလုံးတစ်လုံးကိုဆရာတယောက်ကပြောဖွဲ့ပြောရမယ်အေးမမကိုကကိုယ်တိုင် research လုပ်ရတာဆိုတော့ skill sets တို့ဒီ set ဆိုတဲ့စကလုံးနေမှာဆိုလို့ရှိရင်အနည်းဆုံး၃ခုလောက်ပါ mindset ရှိမယ် mindset ထဲမှာမပါရင်ရှိမလဲပေါ့နော်ဆိုတော့နောက် skill set တို့ set awareness set awareness ကောင်းမှုပြဆိုလို့ရှိရင် set set အာဆို လူတွေအကြောင်းသိဖို့ဆိုလို့ရှိရင်ဆက်ဆက်ဝဲနဲ့ကောင်းအောင်မယ်ဆက်ဆက်ဝဲနဲ့ဆိုဘာကြီးလဲပေါ့ဆက်ဆက်ဝဲနဲ့တော့ပြောသွားတာပဲအဲဒါပေမဲ့ဒါတော့ဘာမှမသိဘူးဆိုလို့ရှိရင်အဲဒီလိုနေရာကြီးမှာ AI နဲ့ ਧੀ လာတာအရင်လွယ်သွားနောက်တစ်ခုကတော့ဒါအာចောင်းသားတွေတုံးမယ်ဆိုလို့ရှိရင်အဲဒါဒီ Gemini မှာ Gemini မှာ strategy guide ဆိုတာရှိတယ်မနက်ကတော့နည်းနည်းလေးစမ်းသုံးပြနေတယ်ပေါ့အဲ့ဒါက तू က तू ကတစ်ခုခုရှင်းပြပြီးသွားတာနဲ့ तू အလိုလိုကို အာဘာလုပ်လဲဆိုလို့ရှိရင်မေခွန်းနဲ့ပြင်ပြပေးရမေခွန်းနှစ်ခုတော့ပြင်ပြပေးရဘာမှကိုကထွေထူးလုံးစရာမတော့ဘူးပေါ့နော်ဆိုတော့ steady mode တွေလည်းကောင်းတယ်နောက် eject mode တွေလည်းကောင်းတယ်အာနောက်တစ်ခုပြောချင်တာလူငယ်အနေနဲ့ဆိုတော့ပို့ပြီးတော့ဆန်းလို့ကောင်းတယ်ရယ်အရွယ်ပေါ့နော်ပို့ပြီးတော့တစ်ခုဆိုဆန်းသက်ခြင်းစိတ်များတဲ့အရွယ်ဖြစ်ကြမှာပေါ့အဲ့ဒီ AI မှာ box တွေထဲမှာဆိုလို့ရှိရင်ခလုတ်လေးတွေရှိရယ်ပေါ့နော်ဒါ Gemini မှာဆိုလို့ရှိရင်နည်းနည်း banana တို့အာနောက်ရှိတယ်ဟိုပါပါဒီ canvas တို့ now ပါရှိမယ်ဆိုလို့ရှိရင် steady guy ပေါ့နော်ဆိုတော့ဒါမျိုးတွေရှိဒီဒီ cloud လေးတဲ့အလကားထတာဟုတ်အဲ့ဒါလေးနှိပ်ကြည့်လေ့လာကြည့်ပေါ့နော်ဒါမျိုးလေးကိုယ့်ရဲ့ညစ်စပွားမှာအများကြီးသုံးချလို့ရတယ်